မုတ်တုံလေအားကောင်းရာကနေအားအလွန်ကောင်းနေတာကြောင့်တိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့တချို့ဒေသတွေမှာမိုးသည်ထန်စွာရွာတာ၊လေပြင်းတိုက်ခတ်တာနဲ့မြေပြိုတာတွေဖြစ်ပေါ်နိုင်ကြောင်းမိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကအထူးမိုးလေဝသသတင်းအနေနဲ့ထုတ်ပြန်ပါတယ်။ထုတ်ပြန်ချက်အရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားကောင်းရာကနေအားအလွန်ကောင်းနေတာကြောင့်၎င်းအရှိဘက်ကရွေလျားလာတဲ့လေပွေလိုင်းတွေရဲ့အရှိန်ကြောင့်၎င်းဇွန်၈ရက်ညနေပိုင်းကနေဇွန်လ15ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်း မန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရရီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မော့ပြည်နယ်ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးတချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်ပြီးမိုးကြီးမယ်လို့သိရပါတယ်။အဲဒီအတွက်မိုးသည်ထန်စွာရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပြတာလျှက်စည်းလက်တာမိုးသီးကြွေတာနှဲရပြည့်ရေကြီးတာနဲ့ မြေပြိုလာစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နေတာကြောင့်အဆိုပါဒေသတွေမှာရှိတဲ့ကုန်းမြစ်ဒေသအနီးမှာနေထိုင်ကြသူတွေအနေနဲ့မြေပြိုမှုအန္တရာယ်မြင်းငယ်ချောင်းငယ်တွေအနီးမှာနေထိုင်ကြသူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုကြိုတင်သတိပြုရှောင်ရှားနိုင်မှုနဲ့ပြည်ရင်းရေချောင်းသွာလာရေးနဲ့လေချောင်းပြန်တမ်းရေးအနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့မိုးစလကအသိပေးထားပါဗျာ။ 2025ခုနှစ်ဇွန်လလပတ်အတွက်မိုးလေဝသခန့်မှန်းချက်အနေနဲ့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလေပြင်းနဲ့ရေဝန်းတကြိမ်ဖြစ်ပေါ်နိုင်ပြီးပုံမှန်အားကောင်းလာကမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်းအနောက်တောင်ဘက်သုံးလေးဟာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာအားအသင့်အတင်းကနေအားကောင်းနိုင်တယ်လို့သိရပါဗျာ။